ကဲ stock ဝယ်ထားတဲ့လူတွေ forex trading လုပ်တဲ့လူတွေဈေးကွက်တွေမှာရှိတဲ့လူတွေတော့ဝုန်းတန်းကျဲကုန်ပြီအခု stock market ကြီးကဘုံနဲ့တက်ပြန်ပြီဒေါ်လာလည်းဘုံနဲ့ကျပြန်ပြီအဲ့ဒါဘယ်လိုဖြစ်နေတာလဲဆိုတော့သမတ Trump ကတရုတ်သမရာဇီနဲ့တွေ့တယ်တွေ့ပြီးတော့အေးအေးတဲ့ဟိုရက်90စောင့်မဲတဲ့အင်းငါလဲတဲ့ တရားကြောမဟုတ်ဘူးနင့်ကိုပြန်ချမယ်တဲ့30လောက်အဲ့အခွန်ယူဘူးတဲ့အဲ့ဒါဇီကလည်း American product ကိုချမယ်တဲ့အဲ့တော့အဲ့စင်ကြီးစင်ကြီးနှကောင်ပေါ့နော်အဲ့ဒါနဲ့ဟိုအဲ့လိုမျိုးစောင့်မယ်စဉ်းစားမယ်အဲ့လိုချမယ်လှုပ်လိုက်တော့ stock market ကြီးကဟိုရက်က ကြလိုက်တက်လိုက်ဖြစ်နေတယ်မတရားကြတဲ့ဟာတွေကနေပြီးအခုဘုံငနဲ့စောင့်တက်သွားဆိုတော့သူတို့ပဲလုတ်တက်တယ်အဲ့ဒီအဲ့ဒီဟိုနေသမရထရမ်ဆိုတာလည်း stock တွေများဘလောက်များပိုင်ထားတဲ့လူလည်းမသိသူမပြောခင်သူသူဝယ်ပြီးမှသူပြောမှလေသူများကြလို့ရောင်းရင်သူဝယ်ထားမယ်ပြီးလို့ရှိရင်သူတမျိုးပြောလိုက်ရင်တဲ့ရင်သူရောင်းမယ်သူကလည်းသူ့ကိုပဲပြောကိုပဲဝယ်ကိုပဲရောင်းတယ်သူသူပဲဟိုချမ်းသာတဲ့ချမ်းသာလားမသိသူနဲ့အပေါင်းအဖော်တွေလည်းချမ်းသာတဲ့ တဲ့ချမ်းသာလားမသိဘူး။ဒါပေမဲ့အခုဟာတော့ဒီတရုတ်နဲ့ globalization ပေါ်သူတို့ပဲလုပ်ခဲ့တာတဲ့။အဲ့ဒီတရုတ်ပြည်ကလည်း world trade uh, organization တို့တရုတ်ကိုသူတို့ပဲတွင်းခဲ့တာပြီးလို့ရှင် globalization ပေါ့ America အနေငါတို့ပစ္စည်းတွေကိုအစစ်မြစ်နာပဲငါတို့ထုတ်တော့မယ်ကျန်တာတွေအားလုံးခါတဲ့ဟိုအဲတခြားနိုင်ငံ Mexico တို့အဲတရုတ်တို့မှာသွားကြအနေတို့ခါတဲ့နာကြီးတဲ့လူတွေနဲ့အလုရှုပ်တဲ့စက်ယုံတို့ဘာတို့မိခိုးတွေနဲ့စက်ယုံကိုကာဗွန်နေထွက်တဲ့စက်ယုံနင်တို့ပဲလောက်ကြဆိုပြီးလောက်ခဲ့တာတဲ့လောက်ခဲ့တော့တဲ့ အဲ့ဒါအခုမှမဟုတ်ဘူးလို့ပြန်ပြောလို့ရမလားတဲ့ Jack Ma ဆို Jack Ma လေးအရန်တော်တာပဲ Jack Ma က Alibaba ကိုထောင်တာအဲ့ Jack Ma World Economic Forum နစ်စင်နစ်စင်ကပ္ပ Economic Forum ဆိုတာရှိတယ်အားလုံးပေါ်ကပ္ပပေါ်ကအားလုံးဟို စီးပွားရေးသမားတွေပေါ့ဒီနိုင်ငံရေးနဲ့လုံးဝမဆိုင်ဘူး economic forum မှာစီးပွားရေးပဲစီးပွားရေးပဲဒီ stock market တွေတက်ဖို့เนาะလူတွေအဲ့လိုမျိုးဟိုအလုပ်ရဖို့စက်ရုံလုံရုံနေအယောင်းဝယ်တွေအဲ့ world economic forum မှာ jack ma တက်တယ် jack ma ဟိုဒီနေမေးတာပေါ့เนาะမနေ့ကလားဒီမေးတော့ jack ma ပြောတယ်အဲ့ဒါနင်တို့အားတဲ့ american တွေကနင်တို့အလုပ်ကိုငါတို့ကယူတယ်လို့နင်တို့ကပြောတယ်တဲ့မဟုတ်ဘူးတဲ့ နင်တို့ American တွေပေါ့နော်အလုတ်ကိုနင်တို့အလုတ်ပေးရမှာနင်တို့ strategy နင်တို့နိုင်ငံနင်တို့လုပ်ရမှာလေတဲ့ငါတို့ကနင်တို့အလုတ်ကိုယူတာမဟုတ်ဘူးလေတဲ့နင်တို့ကပဲငါတို့နိုင်ငံမှာလာပြီးတော့ရင်းနှီးပြီးပစ္စည်းတွေထုတ်ခိုင်းတာနင်တို့ကနင်တို့နင်တို့နိုင်ငံကလူတွေလည်းအလုတ်ရှိအောင်ကိုယ့်ဘက်ကိုအစီအစဉ်ဆွဲပေါ်တဲ့ဒီလောက်တောင်ပေါ့ ပတ်စံနေစဉ်းစားကြည့်တဲ့ဟိုဒီနင်တို့ globalization လောက်တာပတ်စံနေတအားနင်တို့မြတ်တယ်တရုတ်ပြည်မှာအရင်နှောင်းရတဲ့ဒီ remote တခုကိုဒေါ်လာ250ပေးရတယ်တဲ့အဲ့ဒါတရုတ်ပြည်မှာ ထုတ်တော့တရုတ်ပြည်ကအဲ့ပစ္စည်းကိုထုတ်တာ10ဒေါ်လာပဲတဲ့အဲ့ဒါဒီ company ကဘလောက် အမြတ်စားလဲဆိုတာစဉ်းစားကြည့်တဲ့အဲ့တော့အဲ့ stock သူ stock တွေကတခါတည်းအစွမ်းကုန်တက်ကုန်တာပေါ့တဲ့ stock ဝယ်ထားတဲ့လူတွေပဲချမ်းသာတာပေါ့တဲ့ပြီးတော့တခါတည်းဟို2008မှာ Wall Street ကြီးပြိုကျတော့တခါတည်း wipe out အဲ့အမြတ်တွေက19.2 trillion wipe out ဖြစ်ပြီးတော့34 million လူတွေအလုတ်ပြုတ်ပြန်ရောတဲ့အဲ့တော့တဲ့တကယ်လို့တဲ့ဒီ stock market ထဲမှာပဲ wall street ထဲမှာပဲဒီပတ်စံတွေမထည့်ဘဲနဲ့နင်တို့ကနင်တို့ america မှာရှိတယ်ပေါ့ဒီ mid east ဟိုကအလဲပိုင်းအနောက်ပိုင်းသူတို့စီမှာဒီနည်းနည်းဟိုဆင်းရဲကြတယ်လေဒီဟိုလဲသမားတွေဘာတွေအမေရိကအလဲပိုင်းအနောက်အနောက်ဖက်တို့နော်အနောက် east တို့ west တို့အလဲပဲအဲ့မှာတဲ့အလုတ်တွေအလုတ်တွေလုတ်ဖို့တဲ့နင်တို့ government အစိုးရကနေ subsidize လုပ်ပြီးနည်းနည်းဟိုပတ်စံပေးပြီးတော့သူတို့အလုတ်ရအောင် လုတ်ပေးရမှာပေါ့ဒီတော့နဲတဲ့ပတ်စံနေမဟုတ်ဘူးပေါ့တရုတ်ပြည်မှာပေါ့ထုတ်တဲ့အတွက်နင်တို့ company တွေ တအားမြတ်တာအဲ့ပတ်စံတွေကတချို့တဝက်ပဲယူပါလားတဲ့အခုတော့နင်းတို့ကတဲ့စစ်ကြီးရရှစ်ခု စစ်ရှစ်ခုလောက်တယ်တဲ့ကဘာပေါ်မှာစစ်လိုက်လောက်တယ်တဲ့အဲ့ပတ်စံနေနေတဲ့စစ်စရိတ်တွေတုံးတုံးနေတယ်တဲ့ ကိုစီယာပေါ် white collar blue collar white collar ဆိုတာ white collar ဆိုတာဒီလို manager အဆင့်နေပါလေပေါ့နော် white collar blue collar ဆိုတာစက်ရုံအလုပ်သမားအဆင့်နေဒီလူတွေပေါ့နော်ဒီလူတွေအားတဲ့ဟို half a graduate တွေလည်းမဟုတ်ဘူးရဟိုလစားလည်းကြီးကြီးရှိတာမဟုတ်ဘူးသူတို့ရဲ့စက်ရုံတွေမှာအလုပ်လုပ်တယ် manager တွေလုပ်တယ်သူတို့အလုပ်ပြုတ်သွားမယ်ဆိုရင်နဲ့အခုတရုတ်ပြည်မှာအလုပ်လုပ်သူတို့အတွက်တမင်ပေါ့နင်တို့ strategy socialist နိုင်ငံတွေလို့ပေါ့နော်တမင်ဒီလူတွေအလုပ် ရအောင်လုပ်ပေးထားရမယ်တဲ့အဲ့ပစံတွေကိုစစ်ကြီးပဲလိုက်ဖြစ်နေနေတဲ့ပြီးတော့နင်တို့ကတဲ့ အဲ့ company တွေမှာပဲ wall street မှာပဲဒီအမျက်တွေကိုထားပြီးတော့အဲ့ stock ပိုင်းနဲ့တထေးတွေပေါ့ stock stock ဝယ်ထားတဲ့လူတွေကပဲအမျက်ရဟိုဈေးကွက်ကြရင်လဲအဲ့မှာ stock ဝယ်ထားတွေပဲရှုံးနော်လူတွေအလုတ်ပြုတ်တဲ့နင်တို့ silicon valley silicon valley ဆိုတာ high tech တွေလုပ်တဲ့ company တွေကို silicon valley ဆိုတာ california မှာ high tech company လေးတွေပေါ့ဟိုအဲ့ဒါတွေရှိတယ်နော် dow jones ဆိုတာအရင်ကဆက် industrial company ေတယ်အဲ့မှာသူတို့စီမှာ stock market ရှိတာကိုနိုင်ငံတိုင်းမှာရှိတယ်ကျုပ်တို့နိုင်ငံသားမရှိရှိဖို့နေနေသာပါလဲမသိဘူးနင်းနေပပတော့လောက်တာတွေ့တယ်ဟိုဟိုတီလဝါဘာညာတဲ့ဘာဘာတွေဖြစ်နေလဲမသိပါသဘောကပြပြအဲ့တော့အဲ့မှာသုံးမဲ့အစားပေါ့နော်အဲကိုလူတွေလည်းအလုတ်ပြန်လုတ်ပေါ့တဲ့အဲ့ဒါ globalization ကို2000ခုနှစ်ကတဲ့ WTO ပေါ့နော် World Trade Organization ဒီစီးပွားရေး organization နဲ့ကိုတရုတ်ကဝင်တော့ငါတို့လည်းလန့်လာပေါ့ဟာ American company တွေငါတို့တရုတ်ပြည်မှာလာပြီးတော့ပေါ့ငါတို့ရဲ့အလုပ်တွေကိုယူသွားမလားပေါ့စိုးရိမ်တာပေါ့နော်ဒါပေမဲ့လည်းတဲ့အခုကြတော့အနှစ်30ကျတဲ့အခုပေါ့နော်2000ကအခုဆို20ကျော်ဘလောက်ကောင်းလေတဲ့အဲ့တော့ globalization ကမကောင်းဘူးကောင်းနေတဲ့အခုမှမဟုတ်တာလားပြောနေအဲ့ globalization ကို improve လုပ်ရမှာတဲ့စနစ်ကိုတွင်းအောင်ဘာကြောင့်ဆိုတော့တဲ့နင်တို့ကဒီ ဘာလဲဆိုတော့ဒီတို့အရင်တုန်းကလုပ်ခဲ့တာကဒီ World World Trade Organization တို့ဘာလို့အားလုံးကအမှန်မှဆိုလို့ရှိရင်တထေးတထေးနိုင်ငံရဲ့တထေး company ကြီးတွေပေါ့6000ရှိတယ် company အကြီးကြီးတွေရှိတယ်ကမ္ဘာပေါ်မှာအဲ6000 company တွေအတွက်ပဲရည်စူးပြီးလုပ်ခဲ့တာအမှန်မှအခုကြတော့တဲ့ငါတို့တမဒရည်စီပြောလိုက်သလိုပဲငါဂုံယူတယ်တဲ့အားလုံး inclusive လုပ်ရတော့မယ်ဒါကြောင့်မို့တမဒရည်စီက Africa တို့ဘာလို့မှဒီလမ်းတွေဖောက်ပေးတာအဲ့တော့ တကယ် company သေးသေးလေးတွေတနိုင်တစ်ပိုင် company လေးတွေပါဒီ globalization ကိုဟိုထဲရတော့မယ်တဲ့ဒါကြောင့်မို့ပေါ့ तू ကအလီဘာဘာလောက်တာအဲ့ဆိုအလီဘာဘာဆိုတာအရန်အောင်မြင်တာ18နှစ်ရှိပြီ Jack Ma အလီဘာဘာဘာလဲဆိုတော့ဒီ line ပေါ်မှာဒီတရုတ်ပြည်ကဘယ်ပစ္စည်းဆိုပေါ့တကဘာလုံးဝသုံးမို့တရုတ်အချင်းချင်းလဲဝယ်လို့ရတယ်အဲ့အလီဘာဘာကိုလောက်တာ American Amazon နဲ့မတူ Amazon ကတရုတ်ပြည်လဲဝင်နေ Amazon က Jeff Bezos က Amazon က America မှာလဲအရန် stock ဈေးတက်တယ် America မှာလဲဘာပစ္စည်းဝယ်ခြင်းဝယ်ခြင်း Amazon ဝယ်လို့ရတယ်အခုကျမတို့ Singapore တို့ဗမာပြည်တို့ကလဲ Amazon ကဝယ်လို့ရတယ် Alibaba လဲအဲ့လိုလုပ်တာဒါပေမဲ့ Amazon ကကြတော့သူကဘယ်လိုလဲဆိုတော့ American ဆိုတဲ့အတိုင်းလှုပ်လိုက်ရင်ခါတဲ့အထည်ကြီးကလေးရပဲသူတို့ကအဲ့လိုတကဘာလုံးကိုပစ္စည်းပို့ဖို့ဆိုလို့ရှိရင်လေးမြန်လဲပိုင်တယ်ပြီးလို့ရှိရင်ဒီစိတ်ကမ်းမှာသင်းမောတွေလဲပိုင်တယ်သူတို့ပစ္စည်းရအောင်လုပ်တာ Jack မှာငါတော့မလုပ်ဘူးတဲ့ငါကတဲ့ဘလို့လုပ်ပြီးတော့တဲ့ခါတဲ့ဒီဒီအဲ့လီဘာဘာလုပ်ဖို့လေးမြန်နေတော့ဝယ်သင်းမောတွေလဲဝယ်လုပ်ရမှာလဲငါတော့တဲ့ small business တွေတို့ပဲကိုဖတ်ကိုလောက်ကြငါ tech နဲ့ပဲ data ပဲလောက်တယ်တဲ့ငါဘာကြောင့်ဒါဘာကြောင့်ဆိုတော့တဲ့ဒီသိငယ်တဲ့စီးပွားရေးသမားတွေကိုငါအားပေးချင်တယ်တဲ့ငါလက်ဝကြီးမအုပ်ချင်ဘူးတဲ့ငါတို့ပို့နေတဲ့ပေါ်ပစ္စည်းတွေကအများများတယ်တနေ့တနေ့အများများတာအဲ့ဒါကိုခါတဲ့ဟို အဲ့ဒါကိုသွားပြီးတော့ပို့ဖို့လူတွေဘာတွေထားရမယ်ကိုဖကိုဟိုလေမြန်တဲ့ကိုဖကိုလှုပ်ရမယ်ဆိုလို့ရှိရင်တဲ့အရန်ပဲပတ်စံကုန်မယ်မဖြစ်နိုင်ဘူးတဲ့အဲ့ဒါကြောင့်မလို့ तू ကဟို empower the poor empower ဆိုတော့ तू ကတော့ community နိုင်ငံလာတဲ့လူပြီးပြီ empower small businesses သူတို့ဘာသူတို့ logistics ဆိုလဲသူတို့ဘာသူတို့ logistics နဲ့ပို့တဲ့ပို့တဲ့ company လေးတွေကိုပေးပို့လိုက်တယ်။ तू က website ပဲထောင်ထားပေးတယ်။အဲ့မှာဝကြောင်းကြဝကြရောင်းကြဝကြတိုင်းမဲ့ သူတို့ကစောင့်ကြည့်နေတယ် data တွေစောင့်ကြည့်တယ်ဘယ်သူဘလောက်ဝယ်ပါပြီးလို့ရှိရင်သူတို့ကအခုဘာလဲဆိုရင်အဲ့ဒီဝယ်တဲ့လူတွေရဲ့ data ကိုချိပေးသူတို့ပတ်စံဒေါ်လာ9000ချိပေးတယ်နောက်တစ်ခါ9000သုံးခါချိပေးတယ်ဒါမှသူတို့တိုးတက်အောင်ငါတို့ကအဲ့တော့ globalization ကိုငါတို့ကဒီလိုလုပ်တာနင်တို့လည်းကပ္ပပေါ်မှာပေါ့ business အသေးလေးတွေကိုပေါ့ဒီအခု internet နဲ့ဒီ marketing ကိုလုပ်ဖို့နင်တို့အားပေးရမယ်တဲ့ company အကြီးကြီးတွေအတွက်ကြီးပဲတထေးကြီးတွေအတွက်ပဲလုပ်နေနဲ့ပတ်စံလဲ wall ဒီ wall street တွေပဲထဲ့နေနဲ့နင်တို့နိုင်ငံမှာရှိတဲ့ဟိုအလက်တန်းစားဟိုဝန်ထမ်းလေးတွေ company လေးတွေပေါ့အလက်တန်းစား company လေးတွေစီးပွားရေးသမားလေးတွေကိုနင်တို့မွေးယူရမယ်တဲ့ check မှာပြောပါတယ်